။ Roblox ဆိုတဲ့ game ကအပျော်စော့ဖို့အတွက်ဖန်တီးထားတဲ့ဆိုပေမဲ့လည်း game ရဲ့နောက်ဝင်မှာလူအတော်များမသိသေးတဲ့နှိုးဝှက်နှက်နေတဲ့အကြောင်းများရှိနေသေးတယ်။အဲ့တော့ Roblox game ကိုစော့နေရင်းနဲ့တိတ်ဆုံးသွားတယ်ဆိုရဲ main ကလေးတယောက်အကြောင်းကိုဒီနေ့ကျွန်တော်တို့ပြောပြသွားမယ်။သူ့ရဲ့နာမည်ကတော့ Game Charlie 1လို့ခေါ်တယ်။အင်နာဘောမှာလည်းဒူမနဲ့ပတ်သက်တဲ့အကြောင်းတွေကိုလူတွေအများကြီးပြောလာကြတယ်။ဘာလို့လဲဆိုတော့ဒူမဟာ Roblox ဆိုတဲ့ game ကိုစော့ရည်နဲ့ပျောက်ဆုံးသွားလိုပါပဲ။ချစ်စင်အစကိုပြောပြမယ် 2021ခုနှစ်3လပိုင်းစာနာရည်နေ့မှာ Game Chart 1ဆိုတဲ့ကောင်မလေးက Roblox ဆိုရင်တောက်ဆုံးသွားလို့ကိုငြီးပြီးရှာပေးကြပါကျိုးတဲ့စတူဒီယိုရဲ့အင်တာနက်ပေါ်မှာအများကြီးတက်လာတယ် ဒါပေမဲ့ကျွန်တော်လေးသာကြည့်လိုက်တော့ဒီကောင်မလေးရဲ့နာမည်ရင်းဆစ်ကနီမန်တိုဇာလို့ခေါ်တယ်။ Roblox ထဲမှာတော့ Game Charlie 1လို့နာမည်ပေးတာ။ပြီးတော့ Tuma ဟာ၃ရက်ပိုင်း၂၄ရက်နေမှာမှပျောက်ဆုံးသွားခဲ့တယ်လို့လည်းသိလိုက်ရတယ်ဗျ။၂၄ရက်နေမှာမှပျောက်သွားခဲ့တဲ့ကလေးမတစ်ယောက်ကြောင့်လူတွေကဘာလို့စာနာရနေတဲ့အခုမီပြီးရှာပေးကြပါလို့ပြောနေကြတာလဲဆိုတော့သင်သားပြမယ်။ဒီကြောင့်မပြောခင်သူမဘလို့ကြောက်ဆုံးသွားခဲ့ရတယ်ဆိုတာကိုလေ့လာကြည့်လိုက်အောင် 2021ခုနှစ်မှာ Game Charlie ဝမ်းဆိုရဲ့ကောင်းမလေးဟာကျွန်တော်တို့လူပဲ Roblox ဆော့ဝါတာတဘောကြတဲ့သူပြပွဲပြသူကနေ့တိုင်းနှိပါ Roblox ကိုစုံနေရင်းနဲ့တနေ့မှာတော့ Roblox ထဲမှာကောင်းလေးတယောက်နဲ့စုံခဲ့။သူကအဲ့ဒီကောင်းလေးနဲ့စကားတွေပြောရင်ကြာလာတော့ရီးစားတွေလိုလိုခစ်လာကြတယ်။အဲ့ဒီမှာဇလန်ဆတာပဲဗျ။ကောင်းလေးက Game Charlie ဝမ်းနဲ့ရီးစားခစ်တော့ဖွင့်တောင်းယူပြီးကောင်းမလေးအိမ်သိစာတွေပမာနေလဲဆိုတဲ့ပတ်စင်တဲ့ information တွေကို မေးလာခဲ့။ ကံမကောင်းစွာနဲ့ပဲကောင်းမလေးရတဲ့အကုံလုံးကိုပြောပြနေခဲ့တယ်။နောက်နေ့မှာကောင်းမလေးနဲ့ညပတ်ကြီးအပြည့်မှာနှစ်ယောက်ခဲထွေဖို့ချိန်လိုက်တယ်။ကောင်းမလေးရတဲ့ရုပ်ရုံကြည့်ချင်းနဲ့တွားတွေးလိုက်တဲ့အခါမှာသိလိုက်ရတာကတော့ကောင်းလေးဆိုတဲ့တရားကအသက်40ကျော်50ကျော်အဖိုးကြီးတယောက်ဖြစ်နေတာပဲ။အန်နီယာစပြီးတော့ဂိမ်းချလီဝမ်းဆိုတဲ့ကောင်းမလေးကို အပြင်မှာရော Roblox ခဲမှာပါမတွေးရတော့ပါဘူးအခုအချိန်မှာသူ့အကောက်ကိုသွားကြည့်မယ်ဆိုရင်ရှိနေသေးပါဒါပေမဲ့သူ့ပိုင်းဆိုင်သမား skin တွေနဲ့အရာအားလုံးကိုဖက်ပြစ်လိုက်ပါသူမပြောင်းဆုံးသွားပြီးတပတ်လောက်အကြာမှာ Roblox တဲမှာသူမနဲ့ Fred ဖြစ်တဲ့သူတွေက Game Charlie 1 Nine ပေါ်တက်လာပြီး Roblox ဆော့နေရကိုတွေ့ခဲ့ကြတယ်လို့ပြောကြတယ်ဗျ။ပြီးတော့သူမအကောက်ကိုတွားအပ်တဲ့သူတိုင်းကိုလည်းပြန်ပြီးဆွဲသမားကြီးကအိမ်လေးစာလေးကိုထောက်တန်းပြီးလိုက်လံဖန်ဆီးတယ်လို့လည်း Gola ဟာလာတွေခေါ်လာပြန်ရော။ဒါပေမဲ့တိတ်မကြောက်ကြပါနဲ့။ ဒီကိစ္စကတော့ကျွန်တော်လေ့လာရတော့လုံးဝမဖြစ်နိုင်ပါဘူးဗျာကျွန်တော်တို့က Roblox တဲကိုဝင်လိုက်တာနဲ့ကျွန်တော်တို့ရဲ့အိမ်နှိမ့်စာကိုပေါ်ပါဘူးဗျာ game company ရဲ့အနည်းဆက်ဆုံးစာပါတရှိရနေရဘူးကိုယ့်ရဲ့ location တိနေရဖြစ်ပေါ်ပြနေပါပဲဖြစ်တယ်ပြီးတော့ Roblox ရဲ့ security system ကိုလည်း hack ဖို့ဆိုတာတော်တော်ခက်ခဲပါတယ်ခန့်နိုင်သွားခဲ့တယ်ဆိုရင်တော့မှစောနာကပြောခဲ့သူကိုယ့်ရဲ့တိနေရကိုပေါ်ပြမှာမဟုတ်ဘဲနဲ့ Roblox စာပါတရှိတဲ့နေရကိုပဲပေါ်ပြနေမှာဖြစ်ပါတယ်အဲ့တော့သူ့အကောင့်ကိုတွားအပ်ယူနေတော့ဘာမှဖြစ်မသွားနိုင်ပါဘူး ဒါပေမဲ့ green charlie one ဆိုတဲ့ကောင်မလေးလို့ကိုယ့်ရဲ့အိလိစာတွေကိုတိတိကျကျတွားပေးမိမယ်ဆိုရင်တော့မတွေးရစရာဖြစ်သွားနိုင်ပါတယ်။အဲ့တော့ကောင်မလေးအကြောင်းပြန်သွားလိုက်ရင်ဒူမပြောက်ဆုံးသွားပြီးနောက်ပိုင်း roblox ပေါ်မှာ one shot ပေးကြပါသူရဲ့စာသားတွေနဲ့အတူ roblox player တွေဟာ one ခုနီးပြီး shot ပေးကြတယ်ဗျ။ပြီးတော့ green charlie one dad နဲ့ green charlie one ma လို့ခေါ်တဲ့ သူမရဲ့အဖေနဲ့အမေတို့ယူဆရတဲ့အကောင့်တစ်ခုပါလေ Roblox ပေါ်မှာ pop ပေါ်လာခဲ့တယ်သူတို့ရဲ့ buying over မှာတော့ကျွန်တော်တို့ရဲ့တမီးလေးကိုခုနီးပြီးရှာပေးကြပါတမီးလေးကို run နေပါတယ်ဆိုရဲစသားတွေရေးထားကြဒါပေမဲ့လည်းတေချာစဉ်းစားကြည့်မယ်ဆိုရင်ဘယ်မိဘကမှခိုသားတမီးတယောက်ပျောက်ဆုံးသွားတာကို Roblox ပေါ်မှာအကောင့်ဖွင့်ပြီးရှာနေမယ်မထင်ဘူးကြားရဲစကမ်းမှုပဲတန်းသွားကြမှာကျိန်းသေးပါပဲအဲ့တော့ဒီအကောင့်နှစ်ခုဟာ attention လိုချင်လို့ဖွင့်လာတဲ့အကောင့်နှစ်ခုလိုပဲထင်ပါတယ် ဲ့ဒီနောက်ပိုင်းမှာတော့ Game Charlie Wangue ကောက်မာလေးက New Growth ပေါ်လေတက်မလာတော့ပါဘူး။သူမရဲ့အကောက်ထဲကအရာအလုံးကိုလည်းဖျက်သိမ်းလိုက်ပြီးလို့ခြေထားပါတယ်ဗျ။သူမတင်ဆုံးသွားပြီလို့အားလုံးဟာယူဆလိုက်ကြပြီပဲဖြစ်ပါလေ။နောက်ဆုံးမှာတော့ဒီဇလန်းဟာလူတွေအများပြောများလာတာကြောင့်ဘေဟာကအမှန်နဲ့ကေဟာကအမှားလေးဆိုတာ ပြောလို့မရအောင်အထိပါဖြစ်လာခဲ့ပါဒါပေမဲ့လည်းဒီမှာကျွန်တော်ပြောပြချင်တာကတော့အင်တာနက်ပေါ်မှာတွေ့တဲ့လူတိုင်းကိုလွယ်လွယ်နဲ့မယုံကြည်ဖို့ပါပဲဗျာအထူးသဖြင့်ကိုယ့်ရဲ့ personal information တွေဖြစ်တဲ့ဒီကဲနာမည်တွေတိမ်လိပ်စာတွေနဲ့အခြားအကြောင်းအရာတွေကိုမပေးမိဖို့ပါပဲအဲတော့နောက်ထပ်ဝမ်းနည်းဖို့ကောင်းတဲ့ PMN Roblox game ကိုတိကျင်သေးတယ်ဆိုရင်အခုပေါ်လာတဲ့ video တွေမှာသွားကြည့်လို့ရပါတယ်ခင်ဗျာဒီနေ့ video ကတော့ဒီလောက်ပါပဲနောက်ထပ်ဖီဒီယိုမှာပြန်တွေ့ကြတာပေါ့အားလုံးပဲ bye bye